မင်္ဂလာပါခင်ဗျာ ARD Times သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးအသိပညာပေးစောင်းမကန်နာကနေကြိုဆိုလိုက်ပါတယ်စောင်းမရှင်ဒေါက်တာမိုးသစ်နေရေးသားခဲ့တဲ့အဆက်စားချက်နဲ့ကျမ်းမာရေးရုပ်ဝတ်ချက်ဆိုတဲ့စောင်းမလေးကိုအတန်လွတ်တင်ဆက်ပေးပါတော့မယ်ခင်ဗျာအဆက်စားချက်နဲ့ကျမ်းမာရေးရုပ်ဝတ်ချက်အဆက်အရာတာကဆွဲမက်စရာလားအဆက်စားရတာကြိုက်ပါသလား အဆက်ဆိုတာအရာသာအတွက်တာမက ကျမ်းမာရေးအတွက်ပါအချိုးကျေးဇူးများစွာရှိနေပါတယ်အဆက်ပါတဲ့အစားအသောက်တွေမှာပါဝင်တဲ့ကပ်ဆာစင်ဓာတ်ပေါင်းကကျမ်းမာရေးနဲ့ညီညွတ်တဲ့ခန္ဓာကိုယ်အလေးချိန်ရရှိဖို့နှလုံးကျန်းမာရေးကောင်းမွန်ဖို့ကိုယ်ခံအားတိုးမြင့်နိုင်ဖို့အစာအိမ်နဲ့ဦးလံချောင်းလှုပ်ရှားတိုးတက်ကောင်းမွန်ဖို့စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်ကပ်ဆာစင်နဲ့နိုဘယ်ဆု ကက်ဆီယာစင်ဓာတ်နဲ့အရေပြားပေါ်မှာရှိတဲ့နာကျင်ခြင်းအာယုံကံအင်္ဂါအစိပ်ပိုင်းတို့ရဲ့ဆက်နွယ်မှုကိုစူးစမ်းရှာဖွေခဲ့တဲ့သိပ္ပံနည်းကြတွေးရှိချက်များကိုနိုဘယ်ဆုနဲ့ဂုဏ်ပြုခဲ့ပါတယ်။2021ခုနှစ်မှာ David Julius နဲ့ Adam Patterson ပညာရှင်အုပ်ကစီဝကံမနဲ့စီးပညာဆိုင်ရာနိုဘယ်ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။အဆက်ရဲ့အဓိကအကျမ်းမာရေးကောင်းကျိုးများ ကက်ဆယ်ဆင်အဆက်ဓာတ်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကတော့ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးခြင်း increase metabolism အစာစားခြင်းစိတ်ကိုလျှော့ချပေးနိုင်ခြင်း reduce appetite ကြိုက်ခဲရောင်ရမ်းနာကျင်ခြင်းများကိုလျော့နည်းစေခြင်း reduce inflammation အိုမင်းရောခြင်းနဲ့ဓာတ်တိုးခြင်းကိုကာကွယ်ပေးခြင်း anti aging and anti oxidant တို့ပဲဖြစ်ကြပါတယ်အစာစား၍ဇီဝဖြစ်စဉ်နှုံမြင့်တက်လာခြင်းနဲ့အတူခန္ဓာကိုယ်အပူချိန်ကို ခဏတာယာယီမြင့်တက်လာစေကြပြီးစွမ်းအင်တဲ့ကယ်လိုရီတွေကိုပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။အဆက်စားတဲ့အခါမှာစောလျင်စွာဗိုက်ပြစ်သလိုမျိုးခံစားရတတ်ပါတယ်။အစာအာဟာရများများမစားမိတော့ပဲကိုယ်လေးချိန်ထိန်းကြီးရမှာလဲအဆက်စားခြင်းကအထောက်အကူဖြစ်စေပါတယ်။အဆက်ကိုပုံမှန်စားသုံးသူများဟာနှလုံးရောဂါနဲ့လေဖြတ်ခြင်းကိုဖြစ်နိုင်ခြင်းနှဲပါကြောင်းလေးလာမှုတွေက ဖော်ပြနေပါတယ်။ကပ်ဆူလာဆင်ကတွေးကြောများရှိတင်းအားကို ယော့စီပြီးတော့သွေးဖိအားကိုကျစေနိုင်ပါတယ်။သွေးတိုးကျစေရအနေနဲ့ရှိပါတယ်။ဒါအပြင်မကောင်းတဲ့သွေးရင်းအဆီဒက်ကိုလက်စထရောလ် LDL ကိုပါလျှော့ချပေးနိုင်ပါတယ်လို့စီးပညာသုတေသနစာရန်တွေကဖော်ပြနေပါတယ်။ကပ်ဆူလ်ဆင်ကနာကျင်မှုခံစားရတဲ့အာယုံကြောများကိုထုံကျင်စေတဲ့အနေနဲ့ရှိပါတယ်။စီးချိုယောဂါကြောင့်ဖြစ်တဲ့အာယုံကြောနာကျင်ခြင်း diabetic neuropathy ခါနာခြင်း back pain နဲ့အဆင်းအမြင့်ရောင်ရမ်းခြင်း arthritis ကဲ့သို့သော နာတာရှည်နာခြင်းမှုများကိုကုသရမှာလိန်စေး sea plaster patch ပုံစံအမျိုးမျိုးဖြင့်အသုံးပြုနေကြပါတယ်။ကာလကြာရှည်နာခြင်းခြင်းကို capsaicin sea plaster များသုံးပြီးတတ်တာအောင်ကုသနိုင်ပါတယ်။အုံနောက်သို့နာခြင်းမှုအချက်ပြပေးပို့တဲ့အတွက် substance B ကိုအဆက်ဓာတ် capsaicin ကလျှော့ချပေးနိုင်တာကြောင့်နာခြင်းမှုကိုလည်းတတ်တာစေနိုင်ပါတယ်။ အစစ်အမြစ်နာကျင်ကြိုက်ခဲခြင်းတတ်တာစီရဲ့လိန်စီများထဲ့သွင်းဖော်ဆက်အသုံးပြုကြပါတယ်။ရောင်ရမ်းခြင်းကိုလည်းလျှော့ကြစီပါတယ်။ရှေးယုံဆင်းရဲယုံစတာတွေကြောင့်ဖြစ်တဲ့အာယုံကြောနာခြင်းမှုခုခံကြကုဆတ်ကာလာတာယောဂအိဆိုင်ပြီးကြောင့်ဖြစ်ရတဲ့အာယုံကြောနာခြင်းမှုစီးချိုသွေးချိုကြောင့်အာယုံကြောနာခြင်းမှုတွေအတွက်ပါကက်ဆယ်ဆင်းကိုဆေးဝါးတစ်ခုအတွင်းကုတရာမှာအသုံးပြုနေပြီဖြစ်ပါတယ်။ငရုတ်သီးငရုတ်ပွားတွေမှာ ဗီတာမင် A နဲ့ C ကဲ့သို့ဓာတ်တိုးစံ့ခြင်းပစ္စည်းများအန်တီအောက်ဆီဒန့်တွေကျွဲဝပါတယ်။ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုအားကောင်းစေပြီးယောဂများကိုတိုက်ထုတ်ရမှာလဲကုညီပေးပြန်ပါတယ်။ကက်ဆီယာစင်အဆက်ဓာတ်ကပျော်ရွှင်ခြင်းဟော်မုန်းအန်ဒရိုဖိန်းစ်တွေထွက်လာအောင်လှုံ့ဆော်ပေးပါတယ်။အဆက်စားပြီးချွေးထွက်လာပါကခန္ဓာကိုယ်ပေါ်ပါသွားသလိုစိတ်တည်ငြိမ်ခြင်း၊နာကျင်ခြင်းများညှော်နေသွားတာကပျော်ရွှင်လာခြင်းကိုလည်းခံစားရနိုင်ပါတယ်။အဆက်ကို နှစ်ချိုက်စားသုံးသူများရဲ့အစာအိမ်နဲ့ဥလန်းချောင်းအချို့ပြဘက်တီးရီးယားတွေရဲ့ကျန်းမာတဲ့တန်တရာဆံဝန်းကိုရရှိထားကြောင်းလဲလိလာတွေးရှိချက်တွေအရကောက်ချက်ချထားကြပါရယ်ခင်ဗျာအဆက်ကိုအန္တရာယ်ကင်းကင်းစားသုံးနည်းအန္တရာယ်ကင်းတဲ့နီလန်းလေးတွေကိုလိုက်နာပြီးအဆက်အရာတာကိုစားသုံးကြည့်လို့ရပါတယ်အဆက်ပမာဏနည်းနည်းကိုစတင်စားသုံးပြီးကိုယ့်ရဲ့ကိုယ်ခန္ဓာကိုယ်ကဘယ်လိုတွေပြောင်းလဲတယ်ဆိုတာကိုတတိထားကြည့်ရှုပါ မျက်နာနဲ့ခေါင်းချွေထွက်လာခြင်းစားတောက်စဉ်ပါးစပ်နဲ့ဂရင်းတစ်ခုလုံးထူပူလာခြင်းစသဖြင့်ကိုယ်လက်မခံနိုင်တဲ့ပမာဏအထိများပြားတဲ့အဆက်ပမာဏမရောက်အောင်ကျင့်ယူပြီးစားတောက်ရပါမယ်။အကယ်၍ခန္ဓာကိုယ်ကနာကျင်ခြင်းခံစားရပြီဆိုပါကအဆက်စားခြင်းကိုရပ်တန့်လိုက်ပါ။တတိကပ်ပြီးအဆက်ပမာဏထိန်းချိစားတောက်ခြင်းဖြင့်တဖြည်းဖြည်းပို၍ပို၍ဆက်တဲ့ပမာဏကိုစားနိုင်လာပါလိမ့်မယ်။မြုပ်သီးဆက်တဲ့အခါရေတောက်ခြင်းက ပူဆက်ခြင်းကိုကာကွယ်မပေးနိုင်ပါဘူးကပ်ဆရာစင်ကအရက်မှာပြဝင်တာကြောင့်အရက်ကိုအဆက်နဲ့မြီးကြသူတွေလည်းရှိပါတယ်လိုအပ်ချက်အရမြုပ်သီးစားရတယ်မြုပ်သီးဆက်လို့အရက်တောက်ရတယ်ဆိုတာမျိုးကတော့မလုတ်ဆောင်တဲ့ကြောင်းတတိပေးပါရစေဆရာဝန်တယောက်အနေနဲ့အကြံပေးချင်တာကတော့မြုပ်သီးဆက်နေလျင် no a တစ်ခွက်တောက်ပြီးအဆက်ပြေးစေနိုင်ပါတယ်နို့မှာပါဝင်တဲ့ကိစိန်းဓာတ်ကအဆက်ကိုဖယ်ရှားပေးနိုင်ပါတယ်အဆက်စားခြင်းလာတဲ့အခါငရုတ်သီးငရုတ်ပွား မြုပ်သီးကြမြုပ်သီးမှုစသဖြင့်တန်ရှင်းလက်ဆက်ခြင်းရှိမရှိကိုစနစ်တကျရွေးချယ်ပြီးစားတော့ပါအဆက်စားတဲ့အခါအစာအိမ်နဲ့ဥလန်းကြောင့်ဆိုင်ရာပြဿနာတွေကနာကျင်ခြင်းဆိုင်ရာပြဿနာတွေကြုံလာရရင်ဆရာဝန်အာဟာရဆရာဝန်တို့နဲ့တိုင်ပင်ဖွင့်ပြောဆွေးနွေးနိုင်ပါတယ်အဆက်အရသာရဲ့ကျန်းမာရေးစုစုများနဲ့သတိပြုရန်များအဆက်စားခြင်းကကောင်းကျိုးများစွာရှိတော်လဲအစာအိမ်နဲ့ဥလန်းကြောင့်ဆိုင်ရာပြဿနာရှိသူတွေအတွက်စိုးကျိုးတွေဖြစ်ပေါ်လာစေနိုင်ပါတယ် အဆက်ပမာဏများများစားမိလျင်ဖြစ်စေအလွန်အမင်းပြင်းပြင်းထန်ထန်ဆက်လုံးနဲ့အစားများကိုစားမိလျင်ဖြစ်စေအစာခြေရခက်ခဲတဲ့ပြဿနာတွေကိုချက်ချင်းလက်ငင်ခံစားရနိုင်ပါတယ်ရင်ပူခြင်းအစာအိမ်အောင့်ခြင်းဝမ်းသွားခြင်းစတဲ့ကျန်းမာရေးပြဿနာတွေကိုလည်းကြုံတွေ့ရတတ်ပါတယ်အဆက်လုံခဲစွာစားသုံးခြင်းကြောင့်ပါဆက်အစာရေမျိုးပျော်နဲ့အစာအိမ်တို့မှာ ပူလောင်ခြင်း၊ရင်ပူခြင်းတို့ဖြစ်စေနိုင်ပါတယ်။ဒါအပြင်ဝမ်းပိုက်နာကျင်ခြင်း၊ပြုတ်အံ့ခြင်း၊ဝမ်းလျှော့ခြင်းစတဲ့အစာချေလမ်းကြောင်းဆိုင်ရာလက္ခဏာတွေကိုဖြစ်စေနိုင်ပါတယ်။ရင်ပြည့်ရင်ကဲနဲ့အစာချင်းပြန်အစာအိမ်လေ့ကျင့်တတ်တဲ့ acid reflux တို့ကဖြစ်လိဖြစ်ထားရှိတဲ့ကျန်းမာရေးပြဿနာတွေပဲဖြစ်ပါတယ်။အဆက်ကအစာအိမ်မှ acid များအစာပြုံတို့ပြန်တက်ပြီးဖြစ်ရတဲ့ရင်ပူခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ လေဂျင်ဒက်အစာချင်ပြန်တဲ့ယောဂါရှိတဲ့ GRD လူနာတွေကတော့ငရုတ်သီးအဆက်အရတာကိုသတိပြုရှောင်တဲ့ပါတယ် Irritable Bowel Syndrome IBS Inflammatory Bowel Disease IBD လို့ခေါ်တဲ့ဥမာကြီးရောင်ရမ်းနာတာရှည်ယောဂါလက္ခဏာတွေတိတိတသားပုံမဆိုးရွားလာခြင်းကလည်းငရုတ်သီးအဆက်ကိုစားမိ၍လည်းဖြစ်နိုင်တာကြောင့်ဒီယောဂါရှိသူတွေမှာငရုတ်သီးစားခြင်းကိုစင်ကြင်ရပါမယ်အဆက်အလွန်ပြင်းထန်တဲ့ငရုတ်သီးများကို များပြားစွာစားသုံးခြင်းကခန္ဓာကိုယ်ကိုအလွန်မင်းတုံ့ပြန်စေနိုင်ပြီးအသက်ရှူရခက်ခဲခြင်းရှင်ဘအောက်ခြင်းနဲ့အရေးပေါ်ကုသမှုခံရသည့်အထိဖြစ်ပေါ်စေတတ်ပါတယ်ကပ်ဆီယာဆင်ပမာဏလုံလုံကျူးကျူးစားသုံးရခြင်းကြောင့်တစ်ခါတလေမှာနှလုံးသွေးငယ်ခြင်းပြဿနာကိုလည်းခံစားဘူးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ကြောင်းစီးပညာတွေ့ရှိချက်တစ်ခုကဖော်ပြထားပါတယ်ခလီးငယ်များတွင်အဆက်စားခြင်းကြောင့်ကြုံရတဲ့ပြဿနာအများစုကတော့ပြုတ်အန်ခြင်းဗိုက်အောင်ခြင်းဝမ်းသွာခြင်း မျက်လုံးနဲ့အဆက်ထိမိခြင်းကြောင့်မျက်ရည်ပူကျခြင်းမျက်လုံးဆက်ခြင်းမျက်ခန်းဆက်နှီးရဲရောင်ရမ်းခြင်းတို့ပဲဖြစ်ပါတယ်။ငရုတ်သီးနဲ့ရှင်တွဲနေသောအစိတ်ငရုတ်သီးမှာခန္ဓာကိုယ်အတွက်အကျိုးပြုနေတဲ့ကက်ဆီယာဆင်ပါဝင်တယ်လို့မျိုးတစ်ခါတလေငရုတ်သီးတွေမှိုတက်ခြင်းကြောင့် aflatoxin လို့ခေါ်တဲ့အစိတ်တောက်တက်လည်းပါဝင်လာတတ်ပါတယ်။ငရုတ်သီးမှိုကခန္ဓာကိုယ်ကိုအစိတ်တင်စေပြီးကင်ဆာရောဂါတွေကိုဖြစ်စေပါတယ်။ဒါကြောင့်မှိုတက်နေတဲ့ငရုတ်သီးတွေကိုစားတော့ခြင်းလုံးဝလုံးဝမပြုတ်တင်ပါဘူး။ အဆက်အရတာကကျမ်းမာရေးအတွက်ကောင်းကျိုးများစွာပေးနိုင်တော့လဲတင့်တင့်မြတ်သားစွာအစားတောင်းရန်အရေးကြီးပါတယ်အထူးသဖြင့်အစာအိမ်နဲ့ဥရောပကြောင့်ဆိုင်ရာယောဂများနာတာရှည်ကျမ်းမာရေးပြဿနာရှိသူများအနေဖြင့်မိမိတို့ရဲ့ခန္ဓာရင်ပမာဏကိုတိရှိပြီးဆရာဝန်အာဟာရပညာရှင်တို့နဲ့တိုင်ပင်ဆွေးနွေးကာသိမြော်တဲ့ပမာဏကိုသာစားသုံးသင့်ပါတယ်နောက်တစ်ပတ်မှာတော့ဆရာဝန်များနဲ့ကျင့်ဝတ်ဆောင်ခင်းခြင်းစောင်းမကူဖော်ပြပေးမှာဖြစ်ပါတယ် ERI တိုင်းစာဖတ်ပရိသတ်များလည်း ကျမ်းမာရွှင်လန်းပြည့်ရှင်နိုင်ကြပါစေ။ကျမ်းမာရေးအသိပညာပေးကဏ္ဍပရိပခကာလအတွင်းရှင်တန်းနေထိုင်ခြင်းအဆက်စားခြင်းဟုတ်ဝက်ချက်ကျမ်းမာရေးဆောင်မ ARI Times စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံတိုင်းဖြစ်ဖြစ်ပေါ်နေတဲ့ပရိပခကာလအတွင်းပြည်သူများကျမ်းမာစွာရှင်တန်းနေထိုင်နိုင်ရေးအတွက်ပရိပခကာလအတွင်းရှင်တန်းနေထိုင်ခြင်းကျမ်းမာရေးအသိပညာပေးအစီအစဉ်ကို ARI Times ရင်းထဏာအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကာကျမ်းမာရေးအသိပညာများရောက်နိုင်ကြောင်းတင်ကောင်းပါအပ်ပါရခင်ဗျာ။